တည်ထောင်သူရမြန်ယင်းဒီမှတည်ပေးမဲ့သူစာရတာစိတ်လှုပ်ရှားဖို့အင်မတန်ကောင်းတယ်ကျမအတွက်တော့မှတည်ငွေလိုက်တောင်းနေရတာကိုကြိုက်မှကြိုက်ပဲအယောင်ပညာရဲ့အမြင့်ဆုံးသောစိန်ခေါ်မှုလို့ကိုခံယူထားပါလေကိုပြောနေတာကိုနှလုံးကမ်းမှနားမလဲတလို့ကိုမြင်တလို့မျိုးနဲနဲမှ အမြင်မရှိတဲ့လူတွေကိုကိုလိုချင်တာပေးလာဖို့ ဆွဲဆောင်ရတာပညာသားပါတယ်ကိုဘန်းအကောင့်ကိုဘန်းအကောင့်ထဲကိုလိုနေတဲ့အရင်းဒီပတ်စံတွေဝင်လာအောင်ပုံနဲ့မတိတဲ့သူတွေစီပတ်စံလိုက်တောင်းရတဲ့အလုပ်ဆိုတော့လေမလွယ်တလောက်ကြော်ဖို့တိတ်ကောင်းတယ်ကိုပြောသမျှကိုယုံကြည်အောင်အကြံရောင်းပြီးမဖြစ်ဖြစ်အောင်လုံးပြရမယ်စိန်ခေါ်မှုကြီးကော်မတီထူထောင်နိုင်ဖို့ လိုက်ဆွေနေရတဲ့ဆိုပေမဲ့မယုံရှုံအောင်အတင်းသွေးဆောင်နေရတာဆိုတော့ဆရာကြနိုင်မှဖြစ်နိုင်တဲ့အလုပ်ကိုလောက်ရတာမျိုးပါစိတ်လှုပ်ရှားဖို့အင်မတန်ကောင်းပါတယ်သွေးကြည့်လိုက်ရင်တီထောင်သူတွေအတွက်ရင်းနှီးမြုပ်နှံသူတွေဆိုတာကလူသုံးပါပဲတိထမပေါ်ပါဘူးလိုချင်တာစစ်စင်တာရအောင် လောက်ဖို့အတွက်အတုံးချနိုင်ဖို့လိုလားတဲ့အတုံးချစရာတွေပါကိုလောက်ကျင်တဲ့အလုတ်တစ်ခု ရုပ်လုံးပေါ်လာအောင်အကူအညီပေးနိုင်ဖို့အတွက်ပဲအတုံးကြတာမျိုးပါနှစ်ဦးနှစ်ဖက်ပြန်တွေးကြည့်လိုက်ရင်စွန့်စားစီးပွားရေးဆိုတဲ့စနစ်တစ်ခုကြောင့်ရှိလာတဲ့လောက်ထုံးကလွဲရင်ကြံတာဘာမှမပတ်သက်ဘူးအရင်အရင်ဝေးတည်တိုင်းစမချက် အရင်ကထက်ပိုပိုပြီးထိုးရောင်းတက်အောင်ပညာယူဖြစ်တယ်အဲ့ဒီလိုပဲပညာကြဖြစ်တယ်ကျမရဲ့ကုမ္ပဏီဆရာအချုပ်ကိုငွေကြေးတန်းစီပေးပြီးဝယ်လာတဲ့ပထမဆုံးအကြိမ်တုန်းကဆိုရင်ဘဏ်အကောင့်ထဲငွေဝင်လာချင်းချင်းဆက်ချင်းဆိုတဲ့လိုအမှတ်တရဓာတ်ပုံရယူထားဖြစ်ခဲ့တာ အခုတက်တဲ့ လုပ်ဖြစ်နေတုံးပါပဲနောက်ဆုံးထုတ်ရောင်းနိုင်ခဲ့တဲ့ကုမ္ပဏီတုံးကဆိုရင်ဆရာတွေအတွက်ညှိနှိုင်းပေးတဲ့အစည်းအဝေးအချက်လက်တွေနဲ့ဘဏ်အကောင့်ထဲငွေတွေဝင်လာတာကောစခရင်ဆော့နဲ့တယုံလုံးကလုပ်ဖို့ကံပက်တွေမြင်သွားကြပြီးအာအာရသွားအောင်တည်င်းကောင်းမျှဝေခဲ့သေးတယ်မယုံနိုင်တဲ့အကြည့်တွေမျက်လုံးမျက်နာအနေထားတွေ ဖန်သာပြင်ပေါ်တိုးပွားလာတဲ့ကိကနန်းတွေကြည်ရင် ပီတိอยู่တဲ့အရာတာကိုလူတိုင်းသိသွားအောင်ပေးဝေခက်ပေးခက်ဝေခက်ဖူးပါတယ်ကုမ္ပဏီကြီးလာတာနဲ့အမျှနောက်ပိုင်းကိကနန်းတွေရဲ့တန်ဖိုးနည်းမှုတွေသိတာလာတဲ့အဲ့ဒီလိုပဲတိုးလာတဲ့လာစာတွေနဲ့အချုပ်ခံစားခွင့်တွေရဲ့ကိကနန်းတန်ဖိုးကို တန်ဖိုးထတတ်အောင်တွယ်ဝိုက်တဲ့နီးနဲ့တင်ကြားခွင့်ရသွားတာပါပဲရှိုးဖောက်မျိုးဖောက်အရင်ွေရလာရင်ပဲအတော်လေးတိုးတက်လာပြီဖြစ်တာကြောင့်စူးစမ်းအားထုတ်မှုအတွက် စိတ်ခွန်အားရတယ်လို့မျိုးစိတ်မြောက်ရေးအတွက်စူးစမ်းလို့တဲ့စိတ်မြောက်ရေးအတွက်စူးစမ်းလို့တဲ့ပေါလာအောင်လဲကြိုးစားလို့စိတ်ပေါလာအောင်လဲ လှုပ်ဆော်ပြီးသားဖြစ်သွားပါတယ်ကိုယ်တိုင်လည်းအားယူနိုင်သလိုကိုလူတိုင်းကိုလည်းအားပေးပြီးသားဖြစ်သွားပါတယ်သူစန္တာကလည်းကျမတို့လောကကမဟုတ်ရင်ကျမတို့ခံစားရတဲ့အရာတာကို မသိကြဘူးရှင်ကျမရဲ့ဦးလေးအန်နီဆိုရင်ထိတ်တန်းစီးပွားစီးပွားရေးအမေရိကန်အစီအစိုက်ကုမ္ပဏီတစ်ခုမှာ executive ရာထူးနဲ့ အလုတ်လုတ်တယ်ဆိုပေမဲ့ကျမကိုဘယ်လိုပြောတယ်လဲဆိုတော့လင်းစားရဲ့ငါတကယ်နင့်ကို နားမလည်နိုင်ဘူးဘယ်နဲ့နင်တို့ကို အရင်ဝယ်25တန်းချပေးမယ်ဆိုပြီး9တန်းလောက်အရင်ပေးလို့ရလာတဲ့ MRR ဒေါ်လာတပေါင်းအမြတ်လောက်ကိုဘာလို့များသဘောကျနေတာလဲ တခါလဲအလုံးအလုံးလိုက်အရင်လိုက်စပေးလိုက်ရင်ပြင်းနေတာပဲမဟုတ်လားတဲ့ဦးလေးအန်နေတို့လုံးပုံကိုယ်တည်းရဲ့အမြင်မှာတော့အရင်ွယ်မတည်တည်တာပြောတာတခါလဲအလုံးလိုက်အရင်လိုက်စပေးတာမဟုတ်ပဲငွေကောင်းပဲငွေကောင်းပဲစပေးတာမျိုးကအလုံးမတွင်တလို့ထင်ရပါတယ်ဟုတ်ပါတယ်အရှုလုပ်ငန်းရှင်တွေအတွက် အဲ့ဒီလိုငွေကောင်းကွယ်စဘေးဒါမျိုးကအတော်လေးကတိကဖြစ်နိုင်ပါတယ်စိတ်ပြတ်ဖို့လည်းကောင်းပါသေးတယ်ဒါကလည်းဇင်းလေးမြုပ်နှံသူနဲ့တီထောင်သူအကြာကအဆက်အဟတ်မတက်မတက်မတ်သေးလို့ပါတစ်ဖက်ကလည်းယုံကြည်နိုင်ဖို့စောင့်ကြည့်နေရအောင်ပါဖြစ်တယ်လို့တစ်ဖက်ကလည်းယုံကြည်မှုရှိလာအောင်ရတာလေးနဲ့အရင်ဆုံးဖြစ်အောင်လုပ်ပြဖို့ လောသေးတာကိုဥလေးဥလေးလန်နေတော့အမြင်မာတော့တဖက်ကအပြည့်အဝယုံကြည်ပေးပြီးနောက်တဖက်ကပိုးစိုးပတ်ဆက်စူးစားစူးစားလိုက်ပေါ်ရှင်းနေတာကိုမရှုပ်ရှုပ်အောင်လုပ်နေတယ်လို့ထင်ရပါတယ်ဟုတ်တော့ဟုတ်ပေမဲ့ကိုယ့်အလုပ်ကိုတကယ်လုပ်ပြပြီးအတိအမှတ်ပြုထိုင်ရတဲ့အရသာကြတော့အခြားနယ်ပယ်မှာမရှိဘူးလေ ရတာလောင်းတဲ့တောင်အနေထားတစ်ခုအထိရအောင်သွားနိုင်သွားနိုင်ကြောင်းပြတတ်နိုင်ခဲ့ရင်ရတာလောင်းနဲ့ရတာလောင်းအနေထားနဲ့တောင်အခုအထိရအောင်သွားနိုင်ကြောင်းပြတတ်နိုင်ခဲ့ရင်တောင်းတာတောင်းထားတာပူပေးပြီးထောက်ပံ့လာတာမျိုးကြုံရနိုင်တယ်လေအခွင့်အရေးကိုရှားတိုင်းမယူပဲရတဲ့အခွင့်အရေးနဲ့ အကောင်ဆုံးလောက်ပြပြီး အခွင့်အလမ်းဖော်ရတာကတီထောင်သူရဲ့အလုပ်ဖြစ်ပါတယ်တီထောင်သူ အများစုကအဲ့ဒီအတွက်အဲ့ဒီအချက်ကိုမေ့နေတတ်ကြတာ များပါတယ်အချိန်ယူတာများသွားတာတို့အချိန်လောက်လျက်တာနဲ့အလုပ်မတွင်တာတို့ အရင်ရှင်နဲ့ဒီမကိုက်တာတို့အကြောင်းပြချက် အမျိုးမျိုးကြောင့်အဆင်မပြေဖြစ်သွားတတ်ကြပါတယ် လိုချင်တာကို လုံနိုင်ခွင့်ရလာပေမဲ့လွတ်လွတ်လပ်လပ်လုံခွင့်မရှိတော့တဲ့လိုမျိုးခံစားသွားရပြီးကျင်းတဲ့ကြက်တဲ့လုံနေရတဲ့လိုမျိုးတလွဲခံယူခံယူမိနေကြတဲ့သူတွေတောင်ရှိပါသေးတယ်ငွေကြေးများစွာလက်ခံထားပြီးမှ လုံဖို့ရာတွန်းဆုတ်သွားပြီးမဝင့်တလို့ဖြစ်နေတာမျိုး စာချုပ်ပါအဆက်လက်တွေနဲ့စရင် စရင်လာအချက်လက်တွေကြောင့်ဥသွားတာမျိုးဖြစ်တတ်ကြပါသေးတယ်အမှန်တရားကိုလက်မခံနိုင်တဲ့လက်မခံနိုင်ပဲဖြစ်နေကြတာချင်းအလုတ်တွေကိုကကစားပွဲတစ်ခုကစားနေရတလို့ပဲစတာကိုသူတို့မေ့နေကြတာပါတီထောင်သူဘက်တီထောင်သူဘက်ကကကစားပွဲတဲ့မဝင်ရသေးပဲဝင်သွားတော့မှရင်း ဝန်သွားမှတော့ဇင်းလီမြုံနံသူဘက်ကကျိုးဆွဲလို့ဇာနိုင်မှတိသွားရင်ကျိုးကန်ကြမှာပါပဲလေနှစ်ဦးနှစ်ဖက်လုံပန်ခွင့်ဆိုင်ရာအပေးအယူကိုပညာသားပါပါလှလှကလေးကစားတတ်အောင်မှကစားပွဲကအဖြေကောင်းထွက်မှာကိုတီထောင်သူအရှုမိနေတတ်တယ်လိုချင်တဲ့ငွေပမာဏရှားယုံလောက်နဲ့မပြေဘူးရလာတဲ့ငွေပမာဏလျောက် ကိုယ့်ရဲ့လောက်ပိုင်권ကိုဖဲ့ပေးရတဲ့အချက်ကိုလုံးဝမေ့ထားလို့မရပါဘူး။ကျမလည်းရိုးခဲ့အားခဲ့ဘူးပါတယ်။ဒါပေမဲ့တဖြည်းဖြည်းချင်းအမားတွေကလည်းတင်ကန်းစာယူရတာပါပဲ။လောက်ပိုင်권၊စီရင်ပိုင်권၊ဆုံးဖြတ်ပိုင်권စသဖြင့်အခွင့်အာဏာကိုနည်းနည်းချင်းစီပြန်ဖက်ယူပြီးအတားအဆီးရအောင်ပြန်ကြိုးစားရတယ်။ဒါက ဒီကစားပွဲကြီးရဲ့ထုံးစံပါပဲစာချုပ်ပါအချက်လက်တွေကိုဖတ်ဖို့လဲတမမပြင်းတော့ဘူးစည်ရင်းတွေအကြောင်းငွေအကြောင်းခန်းစား권အကြောင်းစီဝေးဖို့စီဝေးဖို့ရလဲနည်းနည်းမှမပြင်းတော့ပါဘူးဘာအတွက်ပဲဖြစ်ဖြစ်တင်ယူဖို့လေးလာဖို့မှတ်သားဖို့ကြက်ထားဖို့အသင့်ပါပဲ <coughs> ချက်ထားဖို့အသင့်ပါပဲအကောင်းဆုံးအနေထားအဖြစ်ပြောင်းလဲခြင်းမတော့အသေးနှုတ်ဆုံးအရာကအစပြောင်းလဲဖို့အသင့်ချစ်နေမှရမှာလေကြောက်ရမဲ့အချိန်မရှိဘူးရင်းနှီးမြှုပ်နှံသူတွေဘယ်လိုပြောပြောကျမတို့လိုတည်ထောင်သူတွေအကြောင်းကိုအန်တိုနီပြီးသားတွေကြည်ပါပဲထောင်နဲ့ချစ်တဲ့လူတွေနဲ့တွေ့ထားကြုံထားဆုံထားမှုတဲ့သူတွေလေ သူတို့အပေါ်ကိုအနိုင်ရဖို့တွေးလို့မရဘူးအနိုင်ဖို့မဖြစ်နိုင်ဘူးဒါပေမဲ့မဆုံးရှုံးအောင်ကစားမှရမှာကိုတည်ထားရမယ်ဆင့်တည်ထောင်သူတွေဘလောက်ပဲကြိုးစားပါစေအ ਨੇ ဆုံးကုန်ပြီနှစ်ခုသုံးခုလောက်ပဲလှုပ်ဘူးကန့်ဘူးလိမ့်မယ်ဒါပေမဲ့ရင်းနှီးမြုပ်နှံသူအရင်းရှင်တွေကြတော့ကုန်ပြီဂျာနဲ့ချီဆက်ဆံထားဘူးခဲ့ပြီးသား ကန်တွေထိတွေ့ထားမှုသားတွေဖြစ်ပါလေသူတို့ထက်သူသူတို့ထက်တားတဲ့သူ နိုင်မဲ့သူဆိုပြီးမောက်မောက်မောက်မာမောကြွား နေလို့မရပါဘူးသူတို့နဲ့ဆွေးနွေးညှိနှိုင်းရပြီဆိုရင်လည်းကိုတိကိုတက် လုံနေချင်းမရှိပါဘူးကိုမတိတာကိုသူတို့သိပြီးသားပါ ကိုဘက်ကနည်းနည်းလေးပေါ်ဆလိုက်တာနဲ့စကလုံးအဆွေအပြောင်း တရှုတ်နေတယ် ကိုယ့်အပေါ်သွန်မိုးနိုင်မဲ့အကွက်တွေကိုစာကြုတ်ထဲထည့်ပစ်လိုက်လို့ကြတဲ့လှုပ်လို့ရရင်လှုပ်ပါပဲစီဝါရေးအတွက်အာနာမှုစတာ အတိတ်ပဲမှမရှိတာနှစ်ဦးသဘောတူညီချက် အပိုင်းကိုဖတ်ရင်လည်းပြည့်စလွယ်ဖတ်လို့မရဘူးနားမလဲခြင်းနားလဲသူနဲ့တေချာတိုင်ပင်ရတဲ့အရင်ရှင်တွေသူတို့တတ်တက်လုံးဒါတွေပဲ လောက်လာတာဖြစ်တဲ့အတွက်အကွက်တိုင်းသိပြီးသားပါအကွက်ကျော်ပွက်ကျော်သွားမကြံနဲ့ပွက်ကျော်သွားမကြံနဲ့အကွက်ထဲမဝင်ဝင်အောင်ရှောင်တက်ဖို့တင်ယူရမယ်အကွက်ထဲမဝင်အောင်ရှောင်တက်ဖို့တင်ယူရမယ်ဖက်ရတဲ့အခက်ဆုံးအတုံးနှုံးတွေနဲ့နားလည်ဖို့မလွယ်တဲ့အလှည့်အပြောင်းစကလုံးကစားမှုတွေကို ငင်တတ်အောင်စူးစားကြည့်တတ်ရမယ်မဟုတ်ရင်လက်အမကန်တောင်းထားလို့မရတဲ့အထက်မြင့်အဆောက်အဦးရဲ့အညံ့ဆုံးအပိုင်းကအခန်းကိုအတင်းထိုးရောင်းတာမျိုးခံရတတ်တဲ့စကလုံးတစ်လုံးနှလုံးလောက်နဲ့အင်ရမဲ့တခါတည်းဖြစ်သွားတတ်တဲ့စာကြောင်းလေးတစ်ခုနှစ်ခု အလဲပြောင်းလှုပ်လှုပ်ယုံနဲ့ဒေါ်လာတန်းနဲ့စီအကျွေးတင်သွားတဲ့ အကျွေးတင်သွားနိုင်တယ်စာချုပ်ချုပ်ပြီးသွားတော့မှဘာမှလုံးလို့မရတော့ဘူးဒါကြောင့်တီထောင်သူနဲ့အလုတ်ရှင်ကစိတ်လှုပ်ရှားဖို့ကောင်းသလောက်တာဝန်အတော်ကြီးတယ်နည်းနည်းမှပေါ့လို့မရဘူး